အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ထူးခြားတဲ့မြန်မာသတင်းလေးတွေကမ္ဘာသတင်းလေးတွေပြောပြချင်ပါတယ်ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် UNDP ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ဟာမြန်မာငရင်ကြီးလှုပ်ပြီးကနဦးရက်မှာပဲမန္တလေးစကိုင်းမြို့တွေကို မြေပြင်အခြေအနေတွေကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့သိရှိရပါတယ်ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ပြန်လည်ထူထောင်ရေးတွေလူသားချင်းစာနာမှုအကူအညီတွေပေးရေးကိစ္စတွေကိုလည်းသုံးသပ်ဆွေးနွေးခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာမနေ့ကအင်္ဂါနေ့မှာလဲတောင်ကြီးမြို့မှာနေ့လယ်ပိုင်းလောက်ကမရင်အနှင်းငယ်လှုပ်ခတ်ခဲ့ပြီးတိုက်တာအချို့ပျက်စီးခဲ့ရတယ်လို့သိရှိရပါတယ်မန္တလေးကစကိုင်းဗီလာအဆောက်အုံထဲမှာ ပြိုကျပြီးတော့ပိတ်မိနေတဲ့လူတွေကိုကယ်တင်ခဲ့ပြီးယခု ပြီးခဲ့တဲ့ရက်အေဘီလ73ရက်နေ့ကတော့ရုပ်အလောင်း၃လောင်းထပ်မံတွေ့ရှိခဲ့တယ်လို့သိရှိရပါတယ်။မန္တလေးမှာအေဘီလ15ရက်နေ့ကမနေ့ကမိုးတိထန်သာရွာတဲ့အတွက်ကြောင့်26ပြီးလမ်းနဲ့လမ်း80 81လမ်းကြားမှာရှိတဲ့တုံးတက်အဆောက်အအုံဟာပြိုကျပျက်စီးသွားခဲ့ပါတယ်။အဲ့ဒီတိုက်ဟာမရင်တန်းကြောင့်ထိခိုက်ပျက်စီးခဲ့ရပြီးတော့ ထိုးတိုက်ဟာပျက်စီးနေတဲ့တိုက်ဖြစ်တဲ့အတွက်ကြောင့်လူနေထိုင်မှုမရှိတဲ့တိုက်ဖြစ်ပြီးမိုးတီထံသာရောက်သွန်းတဲ့အတွက်ကြောင့်မြေသားတွေတဲကိုရေတွေဝင်ရောက်လာတဲ့အတွက်မြေသားကျွမှုတွေဖြစ်ပြီးတိုက်ပြူကြခြင်းဖြစ်တယ်လို့သိရပါတယ်။မြေကွက်လက်တွေမှာလည်းငရင်တန်သည့်ပြည်သူတွေဟာယာယီတဲတွေထိုးပြီးနေကြရပြီးတော့ရေတွေဝင်ရောက်လာတာကြောင့်နေရေးထိုင်ရေးအခက်အခဲတွေကြုံတွေ့ရတဲ့အတွက်ကြောင့်အလင်းအမြန်ပဲရွှေ့ပြောင်းနေထိုင်ခဲ့ရတယ်လို့ သတင်းများအရသိရှိရပါတယ်။ငရင်လက်ကြောင့်တိုက်တာအဆောက်အဦဒီအန်ဒီတာဒီစောင်းနေတာတွေရှိရင်အဲ့တိုက်တာအဆောက်အဦဒီထဲမှာဒီထိုင်ချင်းမပြုတ်ကြဘူးနဲ့အဲ့ဒီတိုက်တာဒီအများရဲ့ပဝင်းကျင်ပါလေနေထိုင်ကြချင်းမပြုတ်ကြဘူးတတိပေးကျင်ပါလေအထက်ကကြောက်လွှာဒီကြောက်လွှာကြီးတွေရွှေရှားသွားတဲ့အခါမှာထိုနေရာကိုရေတွေမြေစည်းတွေမြေပြော့တွေဝင်လာတတ်ပါလေအဲ့ဒီ ရေတွေမြေကြီးတွေမြေပြော့တွေဟာမြေလွာပြော့နေတဲ့အတွက်ကြောင့်ထပ်မံပြီးဘိုးရွာချလိုက်ရင်ထိုအပေါ်မြေစည်းလွာတွေပါထပ်မံပြော့သွားတဲ့အတွက်ကြောင့်မြေကျုံမှုတွေမြေကျုံကျသွားတဲ့အတွက်အဲ့လိုပြဿနာတွေဖြစ်လာတတ်တဲ့အတွက်ကြောင့်ငကူကစောင်းနေတဲ့တိုက်တွေအဲ့နေတဲ့တိုက်တွေဟာပြိုကျသွားနိုင်တဲ့အန္တရာယ်တွေရှိပါတယ်။ဒါကြောင့်မလို့ပြည်သူများအနေနဲ့ထိုတိုက်ပြီးအဲ့နေတဲ့တိုက်တွေစောင်းနေတဲ့တိုက်တွေနဲ့အန္တရာယ်ရှိတဲ့ပတ်ဝန်းကျင်တွေမှာမနေရဖို့ ိပေးပြောချင်ပါတယ်ခင်ဗျာနောက်တစ်ခုကတော့တကြံအကြောင်းလေးပြောချင်ပါတယ်ကျွန်တော်တို့မြန်မာယူပါတကြံနဲ့ထိုင်းနိုင်ငံကကျင်းပတဲ့စုံခရတကြံဟာသဘောတဘာဝချင်းမတူကြပါဘူးယူရီးယားကထိုင်းနိုင်ငံကစုံခရတကြံဟာယခုအခါမှာ UNESCO ဝင်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရင်ပတ်ထုပြီးခံစားနေကြပါတယ်။အားကြောင့်လေဆိုတော့ ဒီတကြမြန်မာတကြံဆိုရဟာရှေ့အစဉ်ဆက်တဲ့ကရှိခဲ့တဲ့တကြံဖြစ်တဲ့အတွက်ကြောင့်တကယ်တမ်း UNESCO ဝင်ရရင်ငါတို့ကလာဝင်သင့်နေဝင်ရမှာလို့အခန့်ချင်းစိတ်တည်ဖြစ်ပေါ်လာခဲ့တကယ်တမ်းပြန်စဉ်းစားရင်စုံခရတကြံနဲ့ကျွန်တော်တို့မြန်မာတင်းကြံဟာသဘောတဘာဝချင်းခံယူချက်ချင်းရည်ရွယ်ချက်ချင်းလုံးဝမတူကြပါဘူးဒီထိုင်းနိုင်ငံကကျင်းပတဲ့စုံခရတကြံဟာစီးပွားရေးဆန်တဲ့တကြံမျိုးသာဖြစ်ပါတယ် အဓိကရည်ရွယ်ချက်ကပြည်ပဧည့်သည်တွေနိုင်ငံခြားသားတွေတူရစ်တွေလာရောက်ဖို့အတွက်ရည်ရွယ်ပြီးတော့လုပ်တဲ့ကြံမျိုးပဲဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံလူနေရာအနှံ့မြို့အနှံ့ရွာအနှံ့တွေမှာရည်နဲ့ပက်ကစားတဲ့ကြံမျိုးမဟုတ်ပါဘူးသတ်မှတ်ထားတဲ့ area ဒီ area ဒီလမ်းအတွင်းဒီပတ်ဝန်းကျင်အတွင်းသာရည်ကစားကြပြီးတခြားနေရာတွေဟာရည်ကစားခြင်းလိုတော့မရှိပါဘူးအဲ့ဒီရည်ပက်ခံခြင်းနေဆိုရင်အဲ့ဒီ area အတွင်းကိုတွားရောက်ရည်ပက်ခံရပါတယ်ရည်တွေကိုလည်း ကျွန်တော်တို့နိုင်ငံလိုလွဲလင်းတကူယူလို့မရပါဘူးပတ်စံပေးပြီးဝယ်ရတယ်လို့သိရပါတယ်ထို့ရေမြောက်ကိုတုံးပြကြပြီးတော့အဲ့ဒီပဝင်းညင်သာပက်ကြတာဖြစ်တဲ့အတွက်ကြောင့်စီးပွားရေးဆန်တဲ့တကြံမျိုးပဲဖြစ်ပါတယ်အဓိကရည်ရွယ်ချက်ကျွန်တော်ပြောသလိုထိုင်းလူမျိုးတွေအတွက်နိုင်ငံသားကြီးရနိုင်ငံသားဧည့်သည်လာဖို့အတွက်ပြည်ဆွေတဲ့တကြံမျိုးစားပဲဖြစ်ပါတယ်ပြီးတော့ဆိုင်တွေဈေးဆိုင်တွေဟာလည်း ထိုင်းမှာပိတ်လိပိတ်တာမရှိပါဘူးသူတို့ဖန်ဒီသူတို့ရေကစားကြပြီမဲ့စိုင်းဒီစေးဆိုင်တွေကဒီတိုင်းပဲဖွင့်လိထားပါတယ်ပြီးတော့လေဒီထိုင်းလူမျိုးတွေဟာသူတို့ဝိစားထားတဲ့အဝိစားတွေကိုရေးဆိုးမဲ့ဆိုရင်အလွန်ပဲစိတ်ဆိုးတတ်ကြပါတယ်ကျွန်တော်တို့မြန်မာတကြံကတော့ဒီလိုမဟုတ်ပါဘူးတကြံလို့အကြံကြားလိုက်ရင်ပဲရင်ထဲမှာအလူလူပျော်တယ်လူလူကျေနပ်တယ်လူလူခံစားကြပါ အလုပ်တွေကနေနားကြတကြံမှာဘယ်လိုဝိတ်ကြမယ်ငါတို့တကြံမှာရွာပြန်ကြမယ်နေပြန်ကြမယ်ဆိုတဲ့ခန်းစားချက်တွေနဲ့မိသားစုတွေနဲ့စုစုရုံရုံပြန်တွေ့ကြတဲ့ပွဲမျိုးဖြစ်ပါတယ်မြို့တိုင်းရွာတိုင်းနေတိုင်းလမ်းတိုင်းအရက်ဒီသားအလုံးတိုင်းအိမ်အပေါ်ထက်ကအိမ်အောက်ဆင်းလိုက်တာနဲ့အိမ်တဲကအိမ်မြထွက်လိုက်တာနဲ့ရည်စူရတဲ့တကြံမျိုးဖြစ်ပါတယ်ပြီးတော့ရှာဖွေစူးစောင်းထားတဲ့ငွေကြီးတွေတစ်နေ့လုံးစိုက်ပျိုးထားတဲ့တီးနံတွေကရတဲ့ငွေကြီးတွေကနေပြီ တက်နိုင်သလောက်မုံလုံးကြီးဘောတို့မုတ်လက်ဆောင်တို့တာကူတို့ပေါင်ဖို့အုံးလူဆန်းတို့တချို့ဆိုရင်ထမင်းဟင်းချက်ပြုတ်ကျွေးကြပြီးတော့တကြမှာပျော်ကြတဲ့လူတွေကိုကျွေးမွေးလှူဒန်းတဲ့အလှအတမ်းမျိုးဖြစ်ပါတယ်ကျွန်တော်တို့မြန်မာတကြဟာစီးပွားရေးဆန်တဲ့တကြမျိုးမဟုတ်ဘဲနဲ့အလှအတမ်းလုပ်တဲ့တကြမျိုးစိတ်ထဲမှာပျော်ရွှင်ကြတဲ့တကြမျိုးတကြဆိုတဲ့အတန်ကြားတာနဲ့ဗရောက်ဆိုတာတမ်းမြင်လာပြီးစိတ်ထဲမှာပျော်ရွှင်ကြတဲ့တကြမျိုးဖြစ်ပါတယ်ဒါကြောင့်မလို့ ထိုင်းနိုင်ငံမှာကျင်းပတဲ့စီးပွားရေးဆန်တဲ့ဆုံခရက်တကြံနဲ့ကျွန်တော်တို့မြန်မာယူရတကြံဟာစန့်ကျင်ပဲပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာတကြံအတွက်လည်းဂုံယူစေရပါခင်ဗျာ။နောက်တစ်ချိန်မှာလည်းမြန်မာတကြံဟာကဘာကြော်လာမဲ့တကြံမျိုးဖြစ်လာမှာပါခင်ဗျာ။နောက်တစ်ခုပြောချင်တာကတော့ပြီးခဲ့တဲ့ရက်ပိုင်းကမြန်မာလူငယ်တွေထိုင်းနိုင်ငံမှာရောက်နေတဲ့လူငယ်တွေဟာတောက်စားမှုရကြပြီးတော့တစ်ဖွဲ့နဲ့တစ်ဖွဲ့ရပ်ဖြစ်ကြပါတယ်။သူပြနိုင်ငံမှာရောက်နေကြတဲ့အချိန်မှာကို့အနေနဲ့ ဲ့တဲ့အဖြစ်နဲ့တီးခတ်နေထိုင်ရမယ့်အချိန်မှာတယောက်နဲ့တယောက်ရံဖြစ်ကြပြီးဓာတ်ထုမှုဖြစ်တယ်ပါတယ်အဲ့ဒီဓာတ်ထုမှုမှာထိုးခံရတဲ့လူငယ်ဟာထိုးတရံမှာပဲပေါ်ခြင်းပြီးတည်ဆုံသွားခဲ့ပါတယ်ဖြစ်ကြတဲ့လူငယ်တွေကလည်းအသက်20ကျော်ဝိညာဉ်လောက်လူငယ်လေးတွေဖြစ်ကြပြီးတော့ထိုးရံဖြစ်တဲ့ပွဲမှာဓာတ်နဲ့ထိုးတဲ့အဖွဲ့ကို၄ယောက်ထိုင်းရဲကဖမ်းဆီးထားလိုက်ပြီးတော့သိရှိရပါတယ်အလိုမဲ့ရင်ကြီးတိမ်မွေ့တဲ့ကျွန်တော်တို့မြန်မာတကြံမှာထိုးလူတောက်စားမှုရစ် ျော်ပါကြတာတွေဟာလေအလုံးပဲအကြီးတန်းအယုတ်ဆုံးလွတ်လာပါတယ်ဒါလေးတွေလည်းအတိရှိသေးဖို့ပြောပြချင်တော့ပါဒီနေ့ဆိုရင်တော့တချံပွဲဟာလည်းပြီးဆုံးသွားပါပြီထိုင်းနိုင်ငံကတော့မနေသေးရပြီးသွားတော့ပါခင်ဗျာနောက်သတင်းလေးပြောချင်တာကတော့နိုင်ငံတကာသတင်းလေးတွေပါခင်ဗျာနိုင်ငံတကာသတင်းလေးတွေမှာတော့အာဆီယံအလှည့်ကြဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့မလေးရှားဝန်ကြီးချုပ်အန်ဒဝါဟာတရားဝင်အဖြစ်နဲ့ ်ဧပြီလ18ရက်နေ့ကထိုင်းနိုင်ငံကိုရောက်ရှိခဲ့ပါတယ်မလေးရှားဝန်ကြီးချုပ်ဟာဝန်ကြီးချုပ်ဟောင်းသက်စင်နဲ့တွေ့ဆုံပြီးတော့မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက်ကိစ္စတွေဆွေးနွေးကြမယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တွေ့ဆုံတဲ့အခါမှာအာဆီယံရဲ့အခမ်းအကဏ္ဍကိုအဓိကထားဖို့ကိစ္စတွေကိုလည်းပြောဆိုဖို့ဆွေးနွေးကြမယ်လို့သိရှိရပါတယ်မလေးရှားဝန်ကြီးချုပ်ဟာထိုင်းနိုင်ငံမှာလည်းနာဆတ်ကဥက္ကဋ္ဌနဲ့လည်းတွေ့ဆုံပြီး မရင်တန်တဲ့ပြည်သူတွေအတွက်လူသားချင်းအကူအညီတွေပေးရေးကိစ္စတွေကိုဆွေးနွေးကြမယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်သတင်းလေးတစ်ခုကတော့အမေရိကန်ပြည်ထောင်စုကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းမှာအေဘီလာ14ရက်နေ့ကမနေ့စနေလောက်မှာငါးတသမနှစ်ရစ်တာစကိတ်ရှိတဲ့မြေငင်လှုပ်ခတ်သွားခဲ့ပါတယ်သူအသေးပြောက်တွေအပျက်စီးတွေတော့မရှိဘူးလို့သိရပါတယ် ဒါပေမဲ့အဲ့ငရင်ပြီးတဲ့နောက်မှာထပ်ပြီးငရင်ငယ်လေးတွေလည်းထပ်မံလှုပ်ရှားခဲ့တယ်လို့လှုပ်ခတ်ခဲ့တယ်လို့သိရှိရပါတယ်ခင်ဗျာနောက်ထပ်သတင်းလေးတစ်ခုကတော့ရုရှားနဲ့သဘောတူညီချက်မလုပ်ခင်မှာယူကရိန်းကိုလာရောက်ဖို့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုယူကရိန်းသမ္မတဇာလန်စကီးကတိုက်တွန်းလိုက်ပါတယ်ယူကရိန်းသမ္မတဇာလန်စကီးကရုရှားနဲ့ဘယ်လိုဆုံးဖြတ်ချက်တွေပဲလုပ်လို့ညှိနှိုင်းမှုတွေပဲလုပ်လို့အဲ့ဒီညှိနှိုင်းမှုတွေဆုံးဖြတ်ချက်တွေမလုပ်ခင်တွေမလုပ်ခင်မှာ ယူကရိန်းကပျက်စီးသွားတဲ့တိတ်ဆုံးသွားတဲ့အယက်သားလူလူတွေစေးယုံတွေဖျားเจ้าတွေခလေးတွေကိုအရင်ကြည့်ရှုပါလို့ပြောကြခဲ့ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကပဲယူကရိန်းနိုင်ငံဆူမီမြို့ကို တနင်္ဂနွေနေ့ကရုရှားကဒုံးကျည်တစင်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်ယူကရိန်းလူပြည်သူ35ဦးတေဆုံးခဲ့ပြီး ဒဏ်ရာရတဲ့လူ139ဦးရှိတယ်လို့သိရပါတယ်။ထပ်ပြီးတော့လေယူကရိန်းစစ်သားတွေအစည်းအဝေးလုပ်နေတဲ့နေရာကိုဒုံးကျည်နှက်စင်းပစ်လွှတ်လိုက်တဲ့အတွက်ယူကရိန်းစစ်သား60ကျော်တိဆုံးခဲ့တယ်လို့သိရှိရပါတယ်။ Trump ကတော့ဒါဟာမှားယွင်းတဲ့ပြစ်ခတ်မှုတာဖြစ်တယ်လို့ပြောဆိုလိုက်ပါသေးတယ်။ဇာလန်စကီရဲ့ဖိတ်ကြားချက်ကို Trump ကလက်ခံမလားဆိုတာကတော့ကျွန်တော်တို့စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ Trump က အပြစ်ကြက်စေးကြီးကျိုးပန်းနေချိန်မှာရုရှားကအရက်သားတွေကိုဇက်တိုက်တက်ခတ်နေတာကိုဇာလန်စကီကမိပေါင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာနောက်သတင်းလေးတစ်ခုကတော့တောင်တရုတ်ပင်လယ်ထဲမှာဖိလစ်ပိုင်နိုင်ငံနဲ့နီးကပ်နေတဲ့ရေပြင်ကိုအနောက်ဖိလစ်ပိုင်ပင်လယ်လို့အီဗီလာ14ရက်နေ့ကပြောင်းလဲတတ်မှတ်လိုက်ပါတယ် Google ကမ္ဘာမြေပုံပေါ်မှာဖိလစ်ပိုင်နိုင်ငံကတောင်တရုတ်ပင်လယ်ကိုဖိလစ်ပိုင်နဲ့နီးကပ်နေတဲ့ပင်လယ်ပြင်ကို အနောက်ဖိလစ်ပိုင်ပင်လယ်လို့ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်တရုတ် နိုင်ငံရဲ့ဝန်ကြီးကတော့ Google မှာဘလို့ပဲပြောင်းပြောင်းအားလုံးလက်ခံထားတာကတော့တောင်တရုတ်ပင်လယ်ပဲဖြစ်တယ်လို့ထုတ်ဖို့ပြောကြားခဲ့ပါတယ်ကုလသမဂ္ဂနဲ့နိုင်ငံတကာအတိုင်းအဝန်းကြီးအားလုံးကတောင်တရုတ်ပင်လယ်လို့ပဲအချိန်ကြာမြင့်စွာအတိအမှတ်ပြုထားလိုက်ပါဒါဖြစ်တယ်လို့တရုတ်နိုင်ငံကထပ်မံပြောဆိုလိုက်ပါတယ်ဖိလစ်ပိုင်သတင်းတွေမှာတော့အနောက်ဖိလစ်ပိုင်ပင်လယ်လို့ အမိပြောင်းလိုက်တာဟာအချုပ်ချာအာနာကိုခုခံကာကွယ်တဲ့အနေနဲ့ဖလပိုင်အတွက်တော့အဖိုးတန်တဲ့ပံပိုးကူညီမှုတစ်ခုဖြစ်တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုကိုကြိုက်နှစ်တက်တဲ့ဆိုရင်စကရလီပြေးကြပါခင်ဗျာအားလုံးရန်သူမျိုး၅ပါးအန်ဒီရကကင်းဝေးကြပါသည်ဘေးရန်ပေါင်းကကင်းဝေးပြီးကြမ်းမှချမ်းသာကြပါသည်ခင်ဗျာ